မိဘပြည်သူများရှင်ကျမတို့ရဲ့မြန်မာနိုင်ငံမှာဆိုရင်နိုင်ငံရေးပတ်မှာပေါ့နော်ဒီလိုသတင်းလေးတင်ဆက်တယ်စကားတွေပြောတယ်ဆက်သက်ဖြစ်ပေါ့နော်ဒီလိုလောက်ရတဲ့အမျိုးသမီးလေးတွေဟာဆိုရင်လွယ်ကူတဲ့လမ်းတွေကိုရှောက်နေရတာမဟုတ်ပါဘူးရှင်ကျမတို့ကအမျိုးသားတွေထပ်ပို့ပြီးတော့ခက်ခဲတဲ့အခြေအနေတွေကိုကြုံရတတ်ပါရဲ့ရှင်ကျမတို့ပထမဆုံးကြုံရတဲ့ပြဿနာကတော့အမျိုးသမီးတယောက်အနေနဲ့ဒီလိုသတင်းတွေတင်ဆက်တယ်နိုင်ငံရေးလိလသုံးသက်ချက်တွေပြောတယ်ဆိုရင်အောက်တန်းကျတဲ့ယောက်ျားတွေရဲ့တာပြောမရပြောအပြောခံခြင်းတွေကိုပထမဆုံးကြုံရပါရဲ့ရှင် မိန်းကလေးတောင်နေနဲ့ဘလို့မှမဖက်ဝန်းတဲ့စကားတွေမကြည့်ကျင်တဲ့ပုံတွေပေါ့နော်။ဒါမျိုးတွေကိုကျမတို့စော်ကားမော်ကားပြောဆိုပေးပို့လာတဲ့သူတွေကအများကြီးပါရှင့်။ခါကြရင်ကျမအဲ့ဒါတွေမြင်တော့လေးသလား။အော်လူကောင်းနိုင်ငံအမျိုးသားတွေဟာအမျိုးသားတွေရဲ့အချို့ပေါ့နော်။အချို့ဟာဆိုရင်အဲ့လောက်ထိအောင်မှစိတ်တက်တွေအောက်တန်းကျနေပါလားဆိုပြီးတော့တွေးနေရှက်မိတယ်ရှင့်။မြန်မာလူမျိုးအနေနဲ့ရှက်မိပါတယ်ရှင့်။ပြီးတော့နောက်တစ်တစ်ခုကကြတော့ကျမတို့နဲ့ဟိုအင်အားစုမတူတာပေါ့ကျမတို့ဆိုတာနိုင်ငံတော်ဘက်ကနေပြီးတော့ပြောတဲ့သူတွေ NASA ကအစိုးရလက်အောက်မှာ ဒီမီဒီယာလို့ကိုလုပ်တဲ့သူတွေပေါ့နော်အဲ့လိုပဲတော်လှန်အင်အားစုမှလည်းမီဒီယာလုပ်နေရဲ့ online ပေါ်မှာကျမတို့လိုပြောနေတဲ့သူတွေရှိရဲ့ရှင်ဒီလူတွေရဲ့နှုတ်ဖျားမှဆိုလဲကျမတို့ကိုဒီလိုမျိုးသားပြောမရပြောပြောတဲ့ပုံစံတွေကိုကြုံရပြန်တယ်ရှင်ကျမအဲ့လိုမျိုးအမျိုးသားတွေကိုမြင်လို့ရှင်လေသိလားသူတို့လူဖြစ်ရှုံးတယ်လို့ပဲကျမတွေးရဲ့ရှင်အမျိုးသားဆိုတာအမျိုးသမီးအထက်အများကြီးပုံပြီးတော့စွမ်းဆောင်ရည်စိတ်သက်ပိုင်းဆိုင်ရာခန္ဓာကိုယ်အင်အားညံရည်ညံသွေးအဆအဆရာတာလုံးနေလို့ကျမလက်ခံထားတယ်ဒါမှမဟုတ်ဒီလိုမျိုးအမျိုးသားတယောက်ဘဝရလာတာပြီးတော့ပေါ့နော် မျိုးသမီးတယောက်ကိုမကျင်နှပ်ဘူးဆိုတာနဲ့အဲ့လိုမျိုးပြောနေတာကတရင်ကျတဲ့ကောင်လေးတွေကနေတဲ့သူစတဲ့ရမကျင်းဆိုင်လို့စစကလောက်ပါပြရပါခင်ဗျပြောဆိုနေတာကပြောလာတော့မှတရက်တစ်ခါလည်းပြောတာမဟုတ်ဘူးနေ့စဉ်နေ့တိုင်းပုတ်ခတ်ပြီးတော့တားပြောမရပြောထိုင်ပြောနိုင်တယ်ဆိုတဲ့ယောက်ျားတယောက်ရဲ့စိတ်တက်အောက်တန်းချမှုကိုကျမဘလို့မှစဉ်းစားတွေးခေါ်ပေးလို့မရအောင်ရှင်သိလားဘလို့မှလည်းနားလည်ပေးလို့မရအောင်ကျမတို့ရဲ့နယ်ပယ်မှာဒီလိုအမျိုးသားရင်းနဲ့ကျမတို့ကကြုံနေရတယ်ရှင်။သိလား။ဒါကျမမမဟုတ်ပါဘူးနော်။ကျမောက်နယ်ပယ်မှာစပီကာဘွားနဲ့ ပြောဆိုနေကြတဲ့မျိုးသမီးလေးတွေအားလုံးလည်းကြုံရတဲ့ကိစ္စပါပဲရှင်။အကန်နဲ့ရှင်ပြန်မှုတွေမရှိဘဲနဲ့အောင်းလုံးထိုးတာတွေမိန်းကလေးတယောက်ကိုအားပြောမရပြောပြောမှကွန်တက်တပုတ်ရတဲ့အောက်တန်းစားယောက်ျားတွေကျမတို့အများကြီးမြင်ရတယ်ရှင်။ပြီးကျမတို့ရဲ့သတင်းပေးတဲ့ချက်ပေါက်တွေလူမှုကွန်ရက်တွေဖုန်းနံပါတ်တွေဆိုလဲမရိုင်းတဲ့စကားတွေမျိုးသမီးတယောက်ကြည့်ရင်မသိတဲ့ဓာတ်ပုံတွေစသဖြင့်ပေါ့နော်ဒါတွေလာပို့တဲ့ယောက်ျားတွေ ကိုယ့်ရဲ့စိတ်တက်အဆင့်အတန်းကိုယ့်ရဲ့ဘဝအဆင့်အတန်းကိုမရှက်တတ်ကြဘူးလားလို့ပဲကျွန်မမေးချင်တယ်ရှင်သိလားအဲ့လောက်ထိတော်မှစိတ်တက်အောက်တန်းကြတဲ့သူဖြစ်နေပြီလားကိုကိုကိုမှန်ထောင်ပြီးမေးကြည့်ကြပါအောင်ရှင်ကျမတို့ကမိန်းကလေးတွေပါနော်သိလားကျမတို့လှုပ်ဆရာရှိရလှုပ်တယ်ပြောဆရာရှိရပြောတယ်ကျမတို့လိုမိန်းကလေးတွေတော့မှယောက်ျားလေးတယောက်ကိုသွားပြီးတော့ဘလိုင်းမပုတ်ခတ်ဘူးရှင်ဒါကျမတို့မိန်းကလေးဆိုမဲ့မိမတက်တိတ်ရှိရကျမတို့လည်းလေသိလားဘလိုင်းလိုက်ပြီးတော့ပုတ်ခတ်တာလည်းမလုပ်တိုက်ခိုက်တာလည်းမလုပ်ဘူးအဲ့လိုစော်ကားပြောဆိုဖို့ဆိုတော့ဝေး အကြောင်းအရာတိုက်ဆိုင်လာမှကျမတို့ကဂျန်နယ်လက်နဲ့ပြောတာပဲရှိတာဒီတော့ကျမတို့ဘလိုင်းဒီလိုလာပြီးတိုက်ခိုက်တဲ့သူတွေကကိုကိုကိုမရှက်ဘူးလားရှင်ကျမပြောချင်တာကလေဒီလားမရှက်ဘူးလားကိုကိုကိုအောက်တန်းကျနေရဆိုတာမသိဘူးလားကျမတို့ပဲပြောချင်တယ်ပေါ့နော်ယောက်ျားလေးတယောက်ဖြစ်လာပြီးတော့မိန်းကလေးတယောက်ကဒီလိုပြန်ပြီးပြောခံရတယ်ဆိုတာရှက်ဖို့ကောင်းတဲ့ကိစ္စနော်ယောက်ျားကြီးတွေဖြစ်ပြီးတော့မိန်းကလေးတွေကိုဒီလိုမျိုးပြောဆိုနေတဲ့အခါမှာရှက်တဲ့စိတ်တွေမဝင်ဘူးလားကျမကအဲ့လူကြီးညံပါဆိုကျမရှက်လို့တိတ်ပါပဲတိလားကျမတို့ကတော့ရှက်တက်တယ်ရှင့်ရှက်တက်တယ် ကိုလောက်တာမှားနေရှက်တက်တယ်ရှက်နော်ကိုလောက်တာလွန်သွားတယ်ကိုလောက်တာအောက်တန်းစားနေဆိုရင်ရှက်တက်တယ်ဒီတော့အဲ့လိုမျိုးအခုပြစ်မှုတွေမဖြစ်အောင်လို့ကျမတို့အမြဲတမ်းထိမ့်သိမ့်နေရှင်ဒါတော့မင်းကလေးတယောက်နေနဲ့နော်ကျမတို့ထိမ့်သိမ့်နေယောက်ျားလေးတွေပို့ပြီးမထိမ့်သိမ့်တဲ့ဘူးလားရှင်နဲပဲတူတယ်ဆိုရင်ပညာချင်းလာပြန်လိုက်ပါရပါတယ်ပြစ်စမရှိပါဘူးနော်အခုကပညာချင်းကြိုင်တာမဟုတ်ဘဲနဲ့အောက်တန်းစားစကားတွေနဲ့ပခုံးချင်းလာရှင်နေတော့ကျမတို့ကဘလို့ပြန်ပြီးတော့ဖတ်လုပ်ပြီးတော့ဟိုလူရသွင်းပြီးတော့စကားပြောရမှာလဲရှင် အဲ့လိုယောက်ျားတွေကျမမေးချင်တာပေါ့နော်ရှင်တို့တွေတမယသားသမီးကိုအဲ့လိုမျိုးသားပြောမရပြောလိုက်ပြောနေတာကရှင်တို့အဖေရောအဲ့လိုလုပ်တဲ့အချင်းရှိလို့လားရှင်တို့လိုလိုက်လို့တာပြောပါအောင်ရှင်တို့မျိုးလို့ဆိုလို့မှရှိရယောက်ျားလေးတွေအဲ့လိုမျိုးအမူချင်းရှိလို့လားအဲ့ကြောင့်လိုက်ပြောနေရလားတမယသားသမီးဝါသနာလားအဲ့ဒါဗီဇာလားပြီးတော့မိန်းကလေးတောင်ညီနေရတော့ကျမဒါပြောနိုင်တဲ့စကားအကုန်မဲရှင့်ဒီလားကျမတို့ကတော့အောက်တန်းမကြတော့အောက်တန်းကြတဲ့သူရဲ့စိတ်နေစိတ်ထားကိုကျမတို့မစဉ်းစားတတ်ဘူးမတွေးခေါ်တတ်ဘူးပေါ့နော်ဒါကြောင့်မေးကြည့်ရပဲရှိရပါကျမတို့မေးလဲ ဒီကောင်ကြီးကဆက်လုံပါပဲဆိုတာသိပါတယ်ဆက်လုံပါဒါကိုရေချင်တဲ့ကိုပဲလေကိုကိုမွေးထားတဲ့မိဘရဲ့ကုန်းတိတ်ခါမငဲ့ဘူးဆန်တော့လေကိုရဲ့စိတ်တက်အောက်တန်းချမှုကြီးကိုလူတကာသိအောင်ဖော်ပြလိုက်ပါရှင်ကျမတို့သားပြောမရပြောပြောပြီးတော့ YouTube မှာတင်နေလေကျမတို့တိတ်ခါကြမသွားအောင်ရှင်းသိလားအဲ့ပြောတဲ့လူပဲတိတ်ခါကြသွားတာအောက်ကနေ comment နေကြည့်လိုက်ရင်လည်းအကျင့်တူတဲ့လူပဲဝင်မှတ်နေကြတာလေပညာတတ်အတိုင်းဝိုင်းဒါတွေလက်မမခံတာရှင်တော်လိုင်းအင်အားစုပါပဲဖြစ်ဖြစ် နော်ဒီဘက်ကနိုင်ငံတော်ဘက်ကရက်တည်ရဲ့သူပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်မင်းကလေးတောက်ကိုသားပြောမရပြောထိုင်ပြောနေတဲ့သူတယောက်ကိုဘယ်သူမှကောင်းပါတယ်လို့မချီးမွမ်းမအောင်ရှင့်ဘယ်သူတော်ကောင်းမှမချီးမွမ်းမအောင်ရှင့်သူယုံမာတွေကသာချီးမွမ်းနေတာပါနော်အောက်တန်းကြတဲ့လူကတော့ကျမတို့ဘလို့ဆုံးမဆုံးမအောက်တန်းကြမှာပဲကျမတို့သိပါတယ်ရှင့်ဒါပေမဲ့ကျမတို့ကလည်းပြန်ပြီးတုတ်ပြန်ခြင်းတဲ့အတွက်ပြောပြတာပဲရှိရပါဘောနော်ခင်ဗျာဆက်လုပ်လဲကျမတို့ဘီးမဆိုင်ပါအောင်ရှင့်တိုက်တယ်လို့ပြောပါကျမတို့လေတော်မှဟတ်တာမှမဟုတ်တာရှင်ကျမတို့ကဒီနသေးမွေးလေးတွေတော့မှရှင်တို့ရဲ့လေလေးကခတ်မသွားအောင်ရှင့် သိလားဟတ်မသွားဘူးဒီတော့ကိုပြောရင်ကိုအစင်တမ်းပဲပေါ်လွင်တယ်ကျမတို့ကလည်းအေးစစ်စစ်ပဲဆိုတာလေးပြောချင်ပါလေရှင့်မြင့်မြတ်တဲ့ယောက်ျားအဖြစ်မွေးဖွားလာပြီးတော့မှမိန်းကလေးတယောက်ရဲ့ဆုံးမစကားကိုပြန်နှားထောင်ရတယ်ဆိုတာရှက်ဖို့ကောင်းပါတယ်နော်အဲ့ဒါလေးပြီးတော့နားလည်အောင်ပြောချင်ပါလေရှင့်ကို့မှာသားသမီးလေးတွေပါလေးရှိမယ်ဆိုလဲအဲငါတို့အဖေကအဲ့လိုသူများမင်းကလေးတယောက်ကိုသူများသားသမီးကိုသားပြောမရပြောပြောတတ်တဲ့အောက်တန်းစာကြီးပါလားဆိုပြီးတော့တချိန်ကျရင်ကလေးကတိသွားလို့ရှင်ရှက်ဖို့ကောင်းပါလေနော်တိလားရှက်ဖို့ကောင်းပါလေသားသမီးမရှိဘူးဆိုရင်လည်းဟဲ့ အမေတော့ရှိမှာပဲရှင်ဟုတ်တယ်မဟဲ့ငါတားကြည့်ပါဦးသူများသားသမီးကိုတားပြောမရပြောထိုင်ပြောမှာပဲထမင်းစားရတဲ့ဘဝပါလားဆိုပြီးတော့အမေကတိသွားရင်မရှက်ဘူးလားရှင်ပြောပါဦးနော်အဲ့ဒီတော့စဉ်းစားပါရှင်တိလာကျမတို့ကတော့ဆုံးမရုံနဲ့တတ်နိုင်ပါတယ်လိုက်နာတာမလိုက်နာတာကိုယ့်ရဲ့ကိစ္စပါပဲရှင်မလိုက်နာပဲကျမတို့ဆက်ပြောခြင်းနဲ့ဆိုလဲပြောပါပြောလေလူကြီးမင်းတို့ရဲ့စိတ်ဓာတ်အောက်တန်းကြောင့်ဟိုကပေါ်လွင်လေဖြစ်တာကြောင့်လူကြီးမင်းတို့ကနှစ်နာမှာဖြစ်တဲ့အကြောင်းလေးကိုကျမတင်ဆက်လိုက်ရပါတယ်ရှင်